တရုတ်တို့ဟာဒါဟောယူယူရှင်းရှင်းသွာလာရေးကင်းလှည့်မှုတစ်ခုပဲဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်။2025ခုနှစ်ဧပြီလ24ရက်နေ့မှာ USS William Dick Lawrence ဆိုတဲ့ဒုံးကျည်ဖြတ်သိမ်းဖို့ဟာထိုင်ဝမ်ရေလက်ကြားရဲကိုတိတ်တဆိတ်ဖြတ်တန်းသွားပါတယ်။မနက်စောစောပင်လယ်ဟာငြိမ်သက်နေပြီးကောင်းကင်ကကြည်လင်နေပေမဲ့တင်းမာမှုကတော့ဓာတ်နဲ့တောင်ဖြတ်လို့ရလောက်အောင်ပြင်းထန်နေပါတယ်။အဲ့ဒီအခါတရုတ်ကထုတ်ဖော်ပြောဆိုလာပါတယ်။စကားလုံးတွေတင်မဟုတ်ပါဘူး။ PLA ရဲ့အရှေ့ပိုင်းစစ်ဌာနချုပ်ကပြည်စုံတဲ့သတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။အကြမ်းမြင်းဘာသာပြန်ရရင် ကျွန်တော်တို့အသင်တို့ကိုမြင်တယ်။ဒါကိုကျွန်တော်တို့မကျေနပ်ဘူးဆိုတဲ့သဘောပါ။တရုတ်စစ်တပ်ကသူတို့ရဲ့ရေတပ်နဲ့လေတပ်တွေကို American ဖြတ်သိမ်းမှုကိုခြေရာခံပြီးတတိပေးဖို့ဖြန့်ကျက်လိုက်တယ်လို့ကြေညာပါတယ်။နိုင်ငံပိုင်မီဒီယာတွေမှာအချိန်နဲ့တပြင်းကြီးသတင်းတွေထွက်ပေါ်လာပြီးဗီဒီယိုဖိုင်တွေပေါက်ကြားလာကရေဒါခြေရာခံ data တွေကိုပါထုတ်ပြန်လိုက်ပါတယ်။သတင်းစကားကရှင်းပါတယ်။ ဒီနေရာမှာသင်တို့ကိုကြိုဆိုမထားဘူး။ဒါပေမဲ့ American ရဲ့တုံ့ပြန်မှုကတော့ Radio တိတ်ဆိတ်နေမှုပါပဲ။သတင်းစာရှင်းလင်းပွဲမရှိ၊ပြသက်ဆန်တဲ့ twist တွေမရှိပါဘူး။ USS Lawrence ဟာဘာမှမဖြစ်သလိုသူ့လမ်းကြောင်းအတိုင်းဆက်သွားပါတယ်။တရုတ်ကသွေးထိုးလှုံ့ဆော်မှုလို့ခေါ်တဲ့အရာကို American ရေတပ်ကပုံမှန်လုပ်ငန်းလို့ခေါ်ပါတယ်။ဒါပေမဲ့အင်ကာနိတ်ကပုံမှန်လုပ်ငန်းမဟုတ်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီဖြတ်သိမ်းမော့ဟာသွာလာရေးလွတ်လပ်ခွင့်အကြောင်းအချက်ပြဖို့တွေမဟုတ်ခဲ့ပါဘူး။ ပေကျင်းကသူ့ပိုင်တက်လို့အခိုင်အမာပြောထားတဲ့အငင်းပွားနေတဲ့ရေပိုင်နဲ့ထဲကိုတဲ့တဲ့ဝင်သွားတာပါဒီလှုပ်ရှားမှုဟာဓမောက်တန်တွေထွက်ရနေရကနေစက္ကန့်ပိုင်းတွင်မိဘတွေထွက်လာနိုင်တဲ့အခြေအနေကိုတက်လှမ်းသွားနိုင်ပါတယ်ကောင်းကြီးပိုင်းတွင်လည်းတရံဝင်ထုတ်ပြန်ချက်တွေရဲ့နောက်ွယ်မှာတခခုရှိနေခဲ့ပါတယ် USS Lawrence ကတော့မတုံ့လှုပ်ခဲ့ပါဘူးပေကျင်းကကောင်းကြီးပိုင်းတွင်မှာတရားမဝင်ကျူးကျော်မှုနဲ့ပြင်းထန်တဲ့သွေးထိုးလှုံ့ဆော်မှုတွေဆိုပြီးအော်ဟစ်နေချိန်မှာ ဖြတ်သိမ်းဘောတွေဟာသူ့ရဲ့စီစဉ်ထားတဲ့ဖြတ်သန်းလမ်းကြောင်းကိုတလက်မမှမယိမ့်ပဲရှောင်တိမ့်မှုမရှိအချိန်မမြင့်ပဲရေလက်ကြားထဲမှာတည်ငြိမ်ပြီးတမင်တကာဖြည်းဖြည်းချင်းဖြတ်သန်းသွားပါတယ်။ဒါဟာနိုင်ငံတကာဥပဒေအရသူရှိတဲ့နေရာမှာရှိနေတာပါ။တရင်စကားကတိတ်ဆိတ်နေပေမဲ့အထင်မြင်လွဲမှားစရာမရှိပါဘူး။ကျွန်တော်တို့ခွင့်ပြုချက်မတောင်းဘူးဆိုတဲ့စကားပါအမေရိကန်ရေတပ်အတွက်ဒါဟာတင်းမာမှုမြင့်တင်တာမဟုတ်ပါဘူး။သွာလာရေလွတ်လပ်ခွင့်လှုပ်ရှားမှု FONOPS တွေဟာ အငင်းပွားနေတဲ့ရေပိုင်နဲ့တွေမှာပုံမှန်လှုပ်ဆောင်မှုတွေဖြစ်ပါတယ်။ဒါတွေဟာရေတက်ကပင်လယ်ပြင်မှာမမြင်ရတဲ့မြင်းကြောင်တွေဆွဲပြီးဘသူမှဒါကိုစန့်ကျင်ပြောရအောင်စိန်ခေါ်တဲ့နည်းလမ်းပါ။တောင်တရုတ်ပင်လယ်၊ထိုင်ဝမ်၊ဂျီလက်ကြား၊အမေရိကန်ဖြတ်သိမ်းမောတွေဟာဒီနေရာတွေအလုံးကိုတည်ငြိမ်စွာတရားဝင်စွာကြီးရွယ်ချက်ရှိရှိဖြတ်သန်းသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ဒါကိုတယောက်တည်းမလုပ်ပါဘူး။ USS Lawrence ဟာထိုင်ဝမ်ရေလက်ကြားကိုအရှိကနေအနောက်ဖြတ်သန်းသွားတဲ့အခါ USS William Dick Lawrence ဟာသူ့ရဲ့တရှိမှုကိုကြေညာမထားပေမဲ့ပုံအောင်နေတာလည်းမဟုတ်ပါဘူး။သူ့ရဲ့ရေဒါအချက်ပြမှုဟာရှင်းလင်းနေပြီး AIS အချက်ပြစနစ်ကိုပိတ်ထားပါတယ်။ဒါပေမဲ့အထက်ကစစ်ဘက်ဆိုင်ရာဂျူတူတွေကအချိန်နဲ့တပြေးညီအချိန်နေဒေတာတွေကိုပင်နဂွန်စီပြန်ပို့နေပါတယ်။ကောင်းငင်ဘော်ကမျက်လုံးတွေရေအောက်ကနားတွေဒါမှမဟုတ်လှိုင်းတွေအောက်မှာတိတ်တဆိတ်ရွေရှားနေတဲ့ Virginia class ရေငုပ်သင်းမော်တစီအနီးအနားမှာရှိနေနိုင်ပါတယ်။ တယောက်ယောက်ကသူပိုင်တယ်လို့အခိုင်အမာပြောထားတဲ့နေမြေတဲကိုအရန်အစီအစဉ်တချို့မပါဝင်ပဲဝင်သွားတာမဟုတ်ပါဘူးတရုတ်ကလည်းဒါကိုသိပါတယ်လော်ရန့်စ်ပြတ်သွားဖြတ်တန်းသွားပြီးနိုင်ပိုင်းအတွင်းမှာပဲတရုတ်မီဒီယာက drone video file တွေကို ထုတ်ပြန်လိုက်ပါတယ် Type 52D ဖြတ်သိမ်းမောတစ်စီးက American သိမ်းမောကိုအကွာအဝေးတစ်ခုကနေခြေရာခံနေတဲ့ရုပ်ပုံမှုန်တဲ့ video တွေပါသတင်းတွေအရတရုတ်ရဲ့ J16 တိုက်လေယာဉ်တွေကနီးကပ်စွာပြန်ဝဲခဲ့ပေမဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာတော့တဲ့အနေအထားထိမနီးကပ်ခဲ့ပါဘူး။ PLA လေတပ် pilot တွေကနီးကပ်စွာပြန်တန်းရတာကိုနှစ်သက်ပေမဲ့ကန့်သတ်မြင်တစ်ခုရှိပြီးအားလုံးကအဲ့ဒီမြင်ကိုသိကြပါဗါး။ဘာကြောင့်လဲဆိုတော့အကယ်၍အဲ့ဒီလေရင်တစည်းကတိတ်နီးကပ်စွာပြန်တမ်းမိခဲ့ရင်ဒါမှမဟုတ်တရုတ်သင်းမောတစည်းက Lawrence ရဲ့လမ်းကြောင်းကိုပိတ်ဆို့ဖို့ကြိုးစားခဲ့ရင်အခြေအနေဟာလှည့်မြန်သွားထိမ့်မရတော့တဲ့အဆင့်ကိုရောက်သွားနိုင်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာထိတ်တိုက်ရင်ဆိုင်မှုဆိုင်ရာစီးမြင်တွေဟာတိတ်တိတ်ချာချာချိန်ညှိထားပေမဲ့အကုန်ပျက်စီးလွယ်ပါတယ်။ရေဒါတစ်ခုမမှန်ကန်တာလှုပ်ရှားမှုတစ်ခုကိုအထင်လွဲတာတွေဖြစ်လာရင်နောက်ထပ်ကြားရမှာကတန်တမန်ထုတ်ပြန်ချက်မဟုတ်တော့ပါဘူး။ Aegis တိုက်ခိုက်ရေးစနစ်ကအလုံးလုံးတော့မှာပါ။အကယ်၍ဒါဖြစ်လာခဲ့ရင်တရုတ်တွေတင်ကြည့်နေမှာမဟုတ်ပါဘူး။ဒါဟာထိုင်ဝမ်အကြောင်းတွေမဟုတ်ပါဘူး။နိုင်ငံတကာကြီးပိုင်တစ်ထဲမှာခွင့်ပြုချက်မတောင်းဘဲသွာလာခွင့်ရှိသူကဘယ်သူလဲဆိုတာကိုသက်သေပြဖို့ပါ။ အမေရိကန်ကတော့ခုခံကာဝယ်ဖို့လာတာမဟုတ်ပါဘူး USS William Tick Lawrence ဟာ12နာရီထက်မပိုတဲ့အချိန်အတွင်းသူ့ရဲ့ဖြတ်တန်းမှုကိုပြီးကြီးခဲ့ပါတယ်။ဘာဖြစ်ရမှမရှိလမ်းကြောင်းကမရင်ရင်ခဲ့ပါဘူး။ဒါပေမဲ့အထင်အမှားလိုက်ပါနဲ့ဒီတိတ်ဆိတ်မှုဟာငြိမ်းချမ်းရေးမဟုတ်ပါဘူး။ဒါဟာ PR တွေစုပုံလာနေတာပါ။နောက်ထပ်လှုပ်ရှားမှုတစ်ခုကလည်းစတင်နေပါပြီ။ USS William Tick Lawrence ဟာ Pacific ီရေကိုအငွေတွေပျောက်ကွယ်သွားတဲ့အချိန်မှာပဲနောက်ထပ်ဖီးအားတစ်ခုလူဇွန်ရေလက်ကြားရဲ့တစ်ဖက်မှာရာပေါင်းများစွာမိုင်းအကွာမှာထွန်းလင်းလာပါတယ်စစ်သင်းမောတွေရွေရှားနေပါတယ်ဖိလစ်ပိုင်နဲ့အမေရိကန်တို့က Exercise Belly Garden ဆိုရဲသူတို့ရဲ့အကြီးမားဆုံးပူရဲစရေလေ့ကျင့်မှုကိုစတင်လိုက်ပါတယ်တပ်သား14000ကျော်သင်းမောဓာတ်သင်းမောများစွာတိုက်လေရင်တွေဒုံးကျည်တက်ဆင်ထားတဲ့ဘက်ထရီတွေကုန်းနဲ့ပင်လယ်ပြင်မှာကန်တက်တိုက်ခိုက်ရေးလေ့ကျင့်မှုတွေပါဝင်ပါတယ် ဒီအချိန်ကိုင်းမှုဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။တရုတ်ကအမေရိကန်ဖြတ်သိမ်းမှုကိုခြေရာခံပြီးတတိပေးခဲ့တယ်လို့ကြေညာပြီးနိုင်ယီပိုင်းအတွင်းမှာပဲအမေရိကန်မရိန်းတပ်ဖွဲ့တွေကဖိလစ်ပိုင်ကမ်းခြေပေါ်မှာမြင့်မားတဲ့အမိုးဖောက်ဒုံးကျည်စနစ်တွေကိုဖြန့်ကျက်နေပါဗျ။ဒါဟာအင်အားပြသမှုအမှန်ပါပဲ။ဒါပေမဲ့ပေကျင်းကိုသတင်းစကားတစ်ခုလည်းပို့လိုက်တာပါ။ကျွန်တော်တို့ဟာထိုင်ဝမ်ရေလက်ကြားတွေကိုရိုးရှင်းစွာဖြတ်တန်းနေတာမျိုးတွေမဟုတ်ပါဘူးကျွန်တော်တို့ဟာမိုးကုတ်ဆက်ဝိုင်းမှာပြစ်ခတ်ရေးနေရာတွေတိစောက်နေတာပါ စစ်ရေးအစီအမံမှာဒါကိုတိုက်ပွဲဖြစ်နိုင်တဲ့နယ်မြေပုံဖော်ခြင်း shaping the belted space လို့ခေါ်ပါတယ်။တရုတ်ကလည်းဒါကိုအာရုံစိုက်နေပါတယ်။အထူးသဖြင့်သူတို့ရဲ့ရေတပ်အင်အားကိုရက်အနည်းငယ်ကမှပြသထားခဲ့လို့ပါ။ရက်အနည်းငယ်လို့မှ PLA ရဲ့အဆင့်အမြင့်ဆုံးလေရင်တင်သင်္ဘောတွေကတစည်းဖြစ်တဲ့ shutdown ဦးစီးတဲ့လေရင်တင်သင်္ဘောအုပ်စုဟာဖိလစ်ပိုင်ရဲ့မြောက်ဘက်ကမ်းရိုးတန်းကိုဖြတ်သန်းသွားခဲ့ပါတယ်။ဒါဟာဖိလစ်ပိုင်ရဲ့တီးတန့်စီးပွားရေးဆောင်အတွင်းမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာမနီလာကိုတုံ့လှုပ်စေခဲ့ပြီးချက်ချင်းလေကင်းထောက်လှည့်မှုတွေနဲ့ရေဒါစကန်ဖတ်မှုတွေလုံဆောင်စေခဲ့ပါတယ်။သတင်းစကားကရိုးရှင်းပါတယ်။ကျွန်တော်တို့တင်လို့ကိုနှစ်ဖက်ကနေဝိုင်းနိုင်ပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ကနောက်ဆုံးမသွားပါဘူး။ PLA ကသူတို့ရဲ့ဂျားဖြတ်တားဆီးမှုဝါရဖြန့်ဗီဒီယိုတွေထုတ်ပြန်နေချိန်မှာ American Pacific ကုတ်ကဲရေးဌာနကဂျိုဒူးတွေ၊ drone တွေ၊ဂျေးပြင်ပေါ်ကသင်္ဘောတွေကထောက်လန်းရေး data ISR တွေကိုစုဆောင်းနေပါတယ်။လှုပ်ရှားမှုတိုင်းပြန်တမ်းမှုတိုင်း ခြေရာခံသင်းမောရိုင်းကိုမှတ်တမ်းတင်ထားပြီးဒစိတ်ကက်ကတင်ပြထားပါဗျ။ပင်ဒဂွန်ရဲ့ယဉ်ကျေးတဲ့ထုတ်ပြန်ချက်တိုင်းရဲ့နောက်ွယ်မှာအိုဂီနာဝါကနေဂူအန်အထိစီစဉ်ရေးဆွဲရေးခန်းတွေထဲမှာတူတူလေးမေးနေတဲ့မေးခွန်းတစ်ခုရှိပါတယ်။ဒီတကြိမ်တရုတ်ကဘယ်လောက်ထိသွားရမလဲတဲ့။ဘာကြောင့်လဲဆိုတော့ဒါရီဟာစစ်ရေးလေ့ကျင့်မှုတွေမဟုတ်တော့ဘူးဆိုရင်ဒါဟာပိုဆိုးတဲ့တခုခုရဲ့အဖွင့်အဆင့်ဖြစ်နေခဲ့ရင်လှုပ်ရှားမှုတိုင်းဖြတ်သိမ်းမောတိုင်းပူးတွဲစရေလေ့ကျင့်မှုတိုင်း လရင်တင်တင်းမောအုပ်စုဖြန့်ကျက်မှုတိုင်းဟာဟန်တားမှုတစ်ခုသာမကပါဘူးဒါဟာကြိုတင်လေ့ကျင့်မှုတစ်ခုပါနိုင်ငံရေးပြဇက်နဲ့ထင်ရှားတဲ့ကောင်းကြီးပိုင်းတွေရဲ့တစ်ဖက်မှာတန်မဏိတွေဟာပင်လယ်ပြင်ထဲမှာအလှည့်မြန်ရွေရှားနေပါတယ်ပေကျင်းကမျက်တောင်မခတ်ခဲ့ပေမဲ့တိတ်ဆိတ်နေတာလည်းမဟုတ်ပါဘူး USS Lawrence ဟာထိုင်ဝမ်ရေလက်ကြားကနေထွက်ခွာသွားချိန်မှာအမေရိကန်ရဲ့မဟာမိတ်တပ်ဖွဲ့တွေကကမ်းလွန်မှာစစ်ရေးလေ့ကျင့်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေချိန်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ကအလှည့်မြန်လှုပ်ရှားလာပါတယ် PLA ရဲ့အရှေ့ပိုင်းစစ်ဌာနချုပ်ကဒုတိယထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ဒီတစ်ချိန်ကတော့ပိုထက်ထက်မြက်မြက်ပိုကြေလောင်ပြီးပိုတိုက်ရိုက်ပါတယ်။တရားမဝင်သွေးထိုးလုံတော်မှုတာဝန်မဲ့ဆိုတဲ့စကားလုံးတွေဟာအကြံပြုချက်တွေမဟုတ်ပါဘူး။ဒါတွေကဆွတ်ဆွဲချက်တွေပါ။နိုင်ငံပိုင်းမီဒီယာတွေမှာရေတက်ဝတ်စုံတဲ့သတင်းတင်ဆက်သူတွေကရန်လိုတဲ့ထိုးဖောက်ဝင်ရောက်မှုအကြောင်းသတိပေးပြောဆိုနေကြပါတယ်။ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူတွေက ဖြတ်သိမ်းဖို့ရဲ့ဖြတ်သန်းမှုကို NLA ရှိတဲ့အင်အားပြသမှုလို့ခေါ်ဆိုပြီးဒေတာရင်းငိမ့်ငိမ့်ရေးကိုထိခိုက်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ဒါ့ပြင်ဒီပြဿဆန်တဲ့ဘာသာစကားရဲ့နောက်ွယ်မှာပိုအေးဆက်တဲ့တခုခုရှိနေပါတယ်။ဇာတ်ကြောင်းတစ်ခုဖန်တီးနေတာပါ။တရုတ်ဟာ American စစ်သင်္ဘောတစီသူတို့ပြောတယ်သူတို့ပိုင်တဲ့ထဲကိုဖြတ်သွားလို့စိတ်ဆိုးတာနေမဟုတ်ပါဘူး။ခွင့်ပြုချက်မတောင်းဘဲဖြတ်သွားလို့ဒေါသထွက်နေတာပါ။ ပေကျင်းရဲ့အမြင်အရထိုင်ဝမ်ရေလက်ကြားဟာနိုင်ငံတကာရေပိုင်နဲ့မဟုတ်ပါဘူးဒါဟာသူတို့ခေါ်တဲ့ပြည်ရင်းပင်လယ်ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်တဲ့ပြည်ရင်းလမ်းကြောင်းတစ်ခုပါသူတို့ဟာနှစ်ပေါင်းများစွာကဘာကိုဒီနေရာမှာစီးမင်းတွေကွဲပြားတယ်လို့ယုံကြည်အောင်ကြိုးစားလာခဲ့ပါတယ်။သွာလာရေးလွတ်လပ်ခွင့်ဟာဒီနေရာမှာမတက်ဆိုင်ဘူး။အနောက်နိုင်ငံတွေရဲ့စစ်သည်မော်တွေဟာဖြတ်တန်းမှုခွင့်ပြုချက်လိုတယ်လို့ဆိုပါတယ်။ဒါပေမဲ့နိုင်ငံတကာဥပဒေကတော့ဒါနဲ့ဆန့်ကျင်ဘက်ပြောထားပါတယ်။ကုလသမဂ္ဂရဲ့ပင်လယ်ဥပဒေဆိုင်ရာသဘောတူညီချက် UNCLOS တရုတ်ကိုယ်တိုင်လည်းလက်မှတ်ထိုးထားတဲ့စာချုပ်မှာထိုင်ဝမ်ရေလက်ကြားကိုနိုင်ငံတကာရေလမ်းအဖြစ်အသိမှတ်ပြုထားပါဗျ။အမေရိကန်ကတော့ဒီရေလက်ကြားကို Gibraltar ရေလက်ကြားဒါမှမဟုတ်အင်္ဂလိပ်ရေလက်ကြားနဲ့ဘာမှမထူးခြားတဲ့အဝေးပြေးလမ်းတစ်ခုလို့ဆက်ဆံပါဗျ။ဒီအိဗယ်ဖွင့်ဆိုမှုတွေရဲ့ထိတ်တိုက်တွေးဆမှုဟာရိုးရှင်းတဲ့စကလုံးကစားနည်းတစ်ခုမဟုတ်ပါဘူး။ဒါဟာအယူအဆတစ်ခုပါ။ဘာကြောင့်လဲဆိုတော့အကယ်၍ကဘာကထိုင်ဝမ်ရေလက်ကြားဟာတရုတ်ပိုင်နယ်ဖြစ်တယ်လို့လက်ခံလိုက်ရင် နောက်ထပ်ဖြတ်တန်းမှုတိုင်းဟာတင်းမာမှုတစ်ခုတာတမန်ရေးဖြစ်ရတစ်ခုညှိနှိုင်းရေးအချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့အမေရိကန်ကမတားဆီးခံရပဲတောင်းပန်စရာမလိုပဲဆက်လက်ဖြတ်တန်းနေမယ်ဆိုရင်ပေကျင်းရဲ့ဇာကြောင်းဟာတဖြည်းဖြည်းပြိုကွဲလာပါလိမ့်မယ်။အခုဆိုအမေရိကန်ဟာရိုးရှင်းစွာဖြတ်တန်းနေတာမျိုးတွေမဟုတ်ပါဘူး။ဒေတာရင်းမဟာမိတ်တွေကတောင်ဘက်မှာတကယ်လက်နက်ပစ်ခတ်ရေးလေ့ကျင့်မှုတွေလှုပ်ဆောင်နေချိန်မှာမြောက်ဘက်ကန်ယူရန်တခြား ISR ထောင်လန်းရေးစောင့်ကြည့်ရေးပြန်လည်စစ်ဆေးရေး platform တွေက တလက်မမလွဲမသွားအောင်စောင့်ကြည့်နေပါတယ်။ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ဒါဟာပြန်လည်ဖိအားပေးမှုပါ။ဒါကြောင့်ပေကျင်းက J16 တိုက်လေယာဉ်တွေထိုင်ဝမ်နီးမှာတိုက်ခိုက်ရေးကင်းလှည့်နေတဲ့ဗီဒီယိုဖိုင်တွေကို ပြသပြီးစစ်သည်မော်တွေကအမေရိကန်ဖြတ်သည်မော်တွေကိုခြေရာခံနေပေမဲ့တကယ့်အခြေအနေကပြဇက်ဆန္ဒထက်ဖြူဟာမြောက်ပါတယ်။သူတို့ဟာအခြေအနေကို ထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့သင်ဟာတုံ့ပြန်နေရတဲ့အခါအခြေအနေကိုထိန်းထားဖို့ခက်ခဲပါတယ်။ တရုတ်ကတော့ဖြတ်တန်းမှုကိုတုံ့ပြန်နေရတယ်။စီရေးလက်ချက်မှုတွေကိုတုံ့ပြန်နေရတယ်။သူ့ရဲ့ကံယူတဲ့ဟာနယံတစ်ခုမဟုတ်တော့ပဲပဒင်းပေါက်တစ်ခုဖြစ်လာတဲ့အယူဆကိုတုံ့ပြန်နေရပါတယ်။အဲ့ဒီပဒင်းပေါက်ကနေတဆင်အမေရိကန်ရေတပ်ကစောင့်ကြည့်နေပါတယ်။ထိုင်ဝမ်ရေလက်ချက်ဟာ USS William Dick Lawrence တင်မောကရေလက်ချက်ရဲ့အရှိတ်အဆုံကိုဖျက်ကျော်သွားတဲ့အချိန်ထိတည်ငြိမ်နေခဲ့ပါတယ်။ဒေသတစ်ခုလုံးဟာအသက်ရှူကိုမထိန်းထားတော့ပါဘူး။ နောက်ထပ်လှုပ်ရှားမှုကိုစောင့်ကြည့်နေပါတယ်။မိန်ကုန်းတွေနဲ့မဟုတ်ဘူး။ဂျိုဒုတွေ၊ဆိုနာတွေပိုကြီးတဲ့တစ်ခုခု ရောက်လာမယ်လို့အားလုံးကတန်တရားရှိနေတဲ့အခါမှာသုံးတဲ့စစ်ဆေးမှုမျိုးနဲ့စောင့်ကြည့်နေတာပါ။ဒါကအမှန်တရားပါ။ဒီတကြိမ်ဖြတ်တန်းမှုဟာမြေပုံကိုမပြောင်းလဲခဲ့ပါဘူး။ဒါပေမဲ့လေတံကို ပြောင်းလဲခဲ့ပါတယ်။စီးချက်ကို ပြောင်းလဲခဲ့ပါတယ်။နိုင်ငံရေးမှာစီးချက်ဟာအရေးကြီးပါတယ်။ပေကျင်းမှာ PLA ကပုံမှန်ထက်ပုံမြန်မြန်လှုပ်ရှားမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။ ပြုပြင်ထိမ့်သိမ်းမှုအတွက် free gate သင်းမောတွေဟာရုတ်တရက်ပင်လယ်ပြင်ထဲထွက်လာပါတယ်။လေကြောင်းကင်းထောက်လက်မှုတွေတိုးလာပြီးထိုင်ဝမ်ရေလက်ကြားတွေကအရက်3 ferry သင်းမောတွေတောင်အမည်မဖော်တဲ့ radar နှောက်ယှက်တွေရှိတယ်လို့သတင်းပို့လာပါတယ်။ဒါတွေဟာလေကြောင်းစောစီးသွားတဲ့ base နဲ့တွေက American ရင်ငုတ်သင်းမောတွေကိုရှာဖွေနေတဲ့အချက်ပြမှုတွေဖြစ်နိုင်ပါတယ်။ American ဘက်မှာလည်းစစ်ရေးအုပ်စုက Strike Group 5ဟာနှေးကွေးမသွားပါဘူး။ လော်ရန့်စ်ဟာလင်းတင်သင်းမော USS Carvinson ပါဝင်တဲ့သူ့ရဲ့ဖွဲ့စည်းမှုတွေကိုပြန်လည်ပါဝင်ခဲ့ပြီးတံပနိနိုင်ငံတခုနဲ့အရက်ရှိမျက်နှာအားလုံးကိုစောင့်ကြည့်နေတဲ့အကာအကွယ်တပ်ဖွဲ့တွေနဲ့အတူအရှိတ်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။လေထဲမှာတော့ P8 Poseidon လေယာဉ်တွေက ဖြစ်နိုင်တဲ့ဒုံးကျည်ပြစ်လွှတ်ရေးလမ်းကြောင်းတွေပေါ်မှာပြန်ဝဲနေပါတယ်။သူတို့ရဲ့သင်းမောပေါ်ရေဒါတွေဟာဒုံးကျည်အချက်ပြမှုတွေရေမျက်နှာပြင်ပေါ်ကအလင်းမြန်ပြေးသမားတွေဒါမှမဟုတ် ပိုဆိုးတဲ့ညှိနှိုင်းထားတဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုတွေကိုစကန်ဖတ်နေပါတယ်။ဒီအားလုံးရဲ့လဲမှာထိုင်ဝမ်ကသူ့ရဲ့ခုခံကာကွယ်ရေးအနေအထားကိုတိတ်တဆိတ်အဆင့်မြင့်တင်လိုက်ပါတယ်။သတင်းစာရှင်းလင်းပွဲတွေမှာမရှိပါဘူး။တိမ်မွေးတဲ့လှုပ်ရှားမှုတွေသာရှိပါတယ်။ Rockef တိုက်လေရင်တွေရဲ့ကြားဖြတ်ပြန်တမ်းမှုပိုများလာတာ။တည်ထားတဲ့ radar site တွေမှာလှုပ်ရှားမှုတူလာတာ။ထောက်ပံ့ပို့ဆောင်ရေးဌာနတွေပုံမှန်ထက်ပိုအလုပ်များလာတာ။တောင်ပေါ်ဘန်ဂါရီစီသွားတဲ့လမ်းတွေမှာတော့ပုံမှန်ထက်စစ်ဘက်ရင်အသွားလာပိုများလာပါတယ်။ အားလုံးကပြင်ဆင်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒုံးကြီးတွေမပြန်ခဲ့သလိုပြစ်ခတ်မှုတွေလည်းမဖြစ်ခဲ့ပေမဲ့ဂိမ်းရဲ့အစီအမံတွေပြောင်းလဲသွားခဲ့ပါတယ်။အရင်ကတရုတ်ကအမေရိကန်ဟာဒီဒေသမှာအန္တရာယ်ကိုရှောင်ရှားတတ်တယ်လို့ယူဆထားခဲ့ပါတယ်။ဝါရှင်တန်ကတင်းမာမှုမြင့်တင်လာရင် တုံ့ဆိုင်မှာပဲလို့ကျေလောင်တဲ့သတိပေးချက်တစ်ခုကအမေရိကန်ကိုတုံ့ဆိုင်စေမယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ USS Lawrence ကတုံ့ဆိုင်မနေခဲ့ပါဘူး။ ဒီသင်္ဘောဟာရေလက်ကြားတွေကိုစေကန်းသုံးပစ္စည်းလိုတိကျတဲ့ပညာရှင်ဆန်မှုနဲ့ဖြတ်တန်းသွားခဲ့ပြီးတခုတည်းကိုကျေလောင်သွားပြောလိုက်ပါတယ်ကျွန်တော်တို့ခွင့်ပြုချက်မတောင်းဘူးဒါဟာပုံမှန်ဖြစ်လာခဲ့မယ်ဆိုရင်တရုတ်ရဲ့ဗျူဟာတစ်ခုလုံးသူတို့ရဲ့လှည့်စားကစားနည်းမိခိုးရောင်စုံလှုပ်ရှားမှုတွေဗျူဟာမြောက်ထိန်းချုပ်မှုတွေကိုတဖြည်းဖြည်းလှီးဖြက်ယူပိုင်နည်းတွေအားလုံးပြိုကွဲလာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့တင့်ရဲ့ရန်သူကတင့်ရဲ့တုံ့ပြန်မှုကိုမကြောက်တော့တဲ့အခါတင့်ရဲ့ဩဇာထွန်းမှုဟာဆုံးရှုံးသွားပါတယ် ပေကျင်းကဒါကိုသိပါတယ်။ဒါကြောင့်ပဲဝါရဖြန့်ချိမှုတွေဟာဒီလောက်ကျေလောင်နေတာပါ။ဒါကြောင့်လေရင်ပြန်ဝဲမှုတွေကိုအနီးကပ်လွန်ခဲ့တဲ့အဆင့်အထိတွန်းအားပေးခဲ့တာပါ။ဒါကြောင့် PLA ဖြတ်သိမ်းမော်တစီက Lawrence ကိုခြေရာခံနေတဲ့ဗီဒီယိုကိုနိုင်ငံပိုင်သတင်းမှာထပ်ခါထပ်ခါဖွင့်ပြခဲ့တာပါ။သူတို့ထိထိန်ချုံနိုင်နေသေးတယ်လို့ပြောချင်လို့ပါ။ဒါပေမဲ့ထိန်ချုံမှုဆိုတာသိမ်းမော်တစီကိုခြေရာခံုံနဲ့တည်းမဟုတ်ပါဘူး။အဲ့ဒီသိမ်းမော်နောက်ထပ်ဘာလုပ်မလဲဆိုတာကိုပုံဖော်နိုင်ဖို့ပါ။ အခုချိန်မှာဒီဒေတာထဲမှာလှုပ်ရှားမှုတွေကိုပုံဖော်နေသူတွေကတော့အမေရိကန်ခြေတက်တိုက်တွေဝစ်ဆင်ထားသူတွေပါဒါကပိုကြီးတဲ့ပုံရိပ်ကို ပြသနေပါတယ်ဒါဟာရိုးရှင်းတဲ့ထိတ်တိုက်ရင်ဆိုင်မှုမဟုတ်ပါဘူးဒါဟာဖိအားစမ်းသပ်မှုတစ်ခုပါအမေရိကန်ကပေကျင်းရဲ့တင်းမာမှုမြင့်တင်လို့တဲ့ဆန္ဒကိုစမ်းသပ်နေတာပါ PLA ကဘယ်လောက်ထိတကယ်သွားရဲမလဲဘယ်အချိန်မှမျက်တောင်ခတ်လိုက်မလဲစမ်းသပ်နေတာပါ ထိုင်ဝမ်ရေလက်ကြားဟာနှစ်ပေါင်းများစွာထင်ကျေးပေးမှုတွေရဲ့မိဘွားဖြစ်တဲ့နေရာဖြစ်ခဲ့ပြီးဖီအားအောင်မှာတကယ်ပဲပောက်ကွဲလာမလားဆိုတာကိုစမ်းသပ်နေတာပါ။ဒါဟာပောက်ကွဲမှုမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့အက်ကွဲရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဖြတ်တန်းမှုပြီးနိုင်ပိုင်းအတွင်းမှာဆက်သွယ်ရေးစကားပြောတဲ့နေတူးလာတာ။ထူးထူးခြားခြားတက်ဖြန့်ကျက်မှုတွေအမေရိကန်နဲ့မဟာမိတ်တွေရဲ့ digital အဆောက်အအုံတွေပေါ်မှာ cyber စူးစမ်းမှုလှုပ်ရှားမှုတွေရုတ်တရက်မြင့်တက်လာတာတွေကိုတွေ့ရပါတယ်။ပေကျင်းဟာထိတ်လန့်မနေပေမဲ့ သူ့ရဲ့ဗျူဟာစာဟုတ်ကိုပြန်စစ်ဆေးနေရလောက်အောင်တုံ့လှုပ်သွားခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီဗျူဟာဟာအရင်ကအချိန်ဟာတရုတ်ဘက်မှာရှိတယ်လို့ယူဆထားခဲ့တာပါ။နောက်ဆုံးမှာအမေရိကန်ဟာ Pacific မြင်ဆိုင်မှုတွေလုပ်နေရတာပင်ပန်းလာလိမ့်မယ်။ထိုင်ဝမ်ဟာတီးတန့်ဖြစ်သွားလိမ့်မယ်။ဒေတာရင်းမှာမိတ်တွေဟာစီးပွားရေးဖိအားတွေအောက်မှာတဖြည်းဖြည်းဝေးကွာသွားလိမ့်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့အခုချိန်ဟာတရုတ်ရဲ့မိတ်ဆွေမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဘာလီကာတန်လို့စည်ရေးလေ့ကျင့်မှုတိုင်းဟာ ဒေတာရင်းတိုင်းတစ်ခုအတွက်အင်အားဖြည့်ပေးနေလိုပါထိုင်ဝမ်ရေလေကြားတွေကိုမျက်တောင်မခတ်ဘဲဖြတ်သန်းသွားတဲ့ဖြတ်သင်းမောတိုင်းဟာအနီရောင်မြင်းကိုနောက်ဆုတ်စေပါတယ်တရုတ်ကလေရင်ပြန်ဝဲမှုဒါမှမဟုတ်ဖြတ်သင်းမောနဲ့ချိန်ချောက်မှုတွေနဲ့ထိတ်လန့်စေဖို့ကြိုးစားတဲ့အခါတိုင်းတုံ့ပြန်မှုဟာစုတ်ခွာမှုမဟုတ်တော့ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ